ကျွန်တော်ဒီနေ့ကျွန်တော်တင်ငယ်ချင်းတွေကိုပြောပြသွားမယ့်အကြောင်းအရာလေးကတော့ကျွန်တော်တို့ဒီနောက်ထွက်ထားတဲ့ Magicess Go Go မှာကျွန်တော်တို့အကောင့်ကိုမပြည့်အောင်လို့ M account ဘယ်လိုဖွင့်ရမလဲ M account နဲ့ဘယ်လိုချိန်ရမလဲဆိုတာလေးကိုကျွန်တော်ဒီဗီဒီယိုလေးမှာပြောပြပေးသွားမယ်။ကဲဆိုတော့ဒီကြောင်းလေးကိုစိတ်ဝင်စားလဲဆိုရင်ကျွန်တော်တူတူ like ကြည့်လိုက်ပါ။ကဲကျွန်တော်တို့က Magicess M account ဖွင့်မှာဖြစ်တဲ့အတွက်ကျွန်တော် Magicess Go ကိုဝင်လိုက်မယ်။ ။ကဲဆိုတော့ကျွန်တော်တို့ဒီမှာဂိမ်းနဲ့ရောက်လာပြီ။ဂိမ်းနဲ့ရောက်လာပြီဆိုရင်ကျွန်တော်တို့အမ်ကောင်းတဲ့ခြေဖို့အတွက် profile နဲ့ကိုဝင်လိုက်မယ်။ပြီးပြီဆိုရင်ဒီမှာကျွန်တော်တို့ account setting နဲ့ကိုဝင်လိုက်မယ်။ပြီးရင်ဒီမှာ M account ဆိုတာလေးကိုနှိပ်လိုက်မယ်။ M account connected ကိုနှိပ်လိုက်မယ်။ပြီးရင်ဒီနေရာမှာကျွန်တော်တို့အပေါ်ဆုံးက current am account ဆိုတဲ့နေရာကိုကျွန်တော်တို့ဒီမှာ buy email ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်မယ်။ ပြီးရင်ဒီမှာကျွန်တော်တို့ရဲ့ email ကိုကျွန်တော်တို့ဒီ m account တစ်ချိတ်မှာ email ကိုထည့်ရမယ်ထည့်မယ်ပြီးပြီဆိုရင်ဒီမှာကျွန်တော်တို့အောက်မှာဒီ Telegram ပုံစံလေးနဲ့ကျွန်တော်တို့ဒီဟာ priest and verification code ဆိုတဲ့နေရာမှာ ဒီ Telegram ပုံစံလေးနဲ့ဒီ send ပုံစံလေးနဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်မယ်ဆိုတော့ဒါဆိုရင်ကျွန်တော်တို့ရဲ့ email တွေကိုကုတ်6လုံးပို့လိုက်မယ်ကျွန်တော်အဲ့ကုတ်လေးကိုတွားကြည့်လိုက်မယ်ဆိုတော့ဒီမှာ9 6 8 9 4ဒါလေးကိုမှတ်ထားလိုက်မယ်နေ6 8 9 4 69လေးဒီအလေးကိုထည့်လိုက်မယ်ထည့်ပြီးပြီဆိုရင်ဒီမှာကျွန်တော်တို့ password ထားရမယ် password ကိုကျွန်တော်အပေါ်ချောင်းအောက်ချောင်းနှစ်ခုလုံး password တူတူရှားရမယ်ပြီးရင်အောက်ချောင်းကိုလည်းထည့်ရိုက်မယ်ဆိုတော့နှစ်ချောင်းလုံးရိုက်ပြီးပြီဆိုရင်ဒီမှာကျွန်တော်အောက်ဆုံးမှာအဝိုင်းအောင်လေးနဲ့ပြထားတဲ့ bind email ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်မယ် ကယ်ဆိုတော့ဒီလိုအမှန်ကျေလေးပြသွားလိုက်မယ်ဒါဆိုရင်တော့ကျွန်တော်တို့ရပါပြီကျွန်တော်တို့ရဲ့အကောင့်ကိုအမကောင့်နဲ့ကျွန်တော်တို့ချိတ်ဆက်ခြင်းဟာအောင်မြင်သွားပါပြီဒါဆိုရင်ဒီ confine ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်မယ် okay ဒါဆိုရင်ဒီမှာကျွန်တော်တို့ဒီလိုလေးပြနေပါလိမ့်မယ်ဆိုတော့ဒီမှာကျွန်တော်ရဲ့ Gmail စာစလုံးလေးကိုပြနေလိမ့်မယ်ဒီမှာဒီလိုလေးပြနေလိမ့်မယ်ဒါဆိုရင်တော့ရပါပြီ ဒါဆိုရင်ရပါပြီကျွန်တော်တို့ရဲ့ Manchester ကိုကိုအကောင့်ကိုအမ်အကောင့်နဲ့ချိတ်ဆက်ပြီးပါပြီဒါဆိုရင်တော့ကျွန်တော်တို့ဒီအကောင့်ကိုဒီဖုန်းထဲမှာကျွန်တော်ပြက်သွားရင်လည်းကျွန်တော်နောက်ဖုန်းတစ်လုံးနဲ့ဝင်လို့ရပါပြီကဲဆိုတော့အားလုံးပဲကျွန်တော်တင်ငင်ချင်းနေတော့ဆိုရင်နားလဲကြမယ်လို့ထင်ပါတယ်ကျွန်တော်ဒီနေ့ပြပြပေးသွားတာလေးကတော့ Manchester Google account ကို M account နဲ့ဘယ်လိုချိတ်ဆက်ရမလဲဆိုတဲ့နည်းလမ်းလေးကိုကျွန်တော်ပြောပြပေးသွားတာဖြစ်တယ်အားလုံးပဲစင်ပြေကြပါစေ